ပါရှင်ကျမကတော့ကိခိုင်ပါဒီပူပီရုံမြင့်တန်ကြားရဲ့ညနေ၄နာရီအချိန်ထိရရှိထားတဲ့သတင်းတွေကိုတရားတင်ဆက်ပေးပါမယ်မြန်မာသတင်းတွေကမ္ဘာသတင်းတွေနဲ့အတူအာကစားသတင်းတွေကိုလည်းရှုစားကြားမှာပါရှင်စတက်ကလာမယ့်ဒဇင်ဘာမှာပြုတ်လုံမဲ့ရွေးကောက်ပွဲဟာတော်တော်အားကောင်းတဲ့ရွေးကောက်ပွဲဖြစ်မယ်လို့စစ်ကောင်ဆောင်ဘူချုံမူချင်းမင်းအောင်လိုက်က အမွန်တင်ပြောဆိုပါရီ နေပြည်တော်မြန်မာအပြည်ပြည်ဆိုင်ရာကော်ပိုရှင်းဗဟိုဌာနတဲ့ MICC 1မှာဒီကနေ့အောက်တိုဘာလ15ရက်နေ့ကပြုလုပ်တဲ့တနိုင်ငယ်လုံးပြစ်ခတ်တိုက်ခိုက်မှုရစေရေသဘောတူစာချုပ် SCA စနစ်ပြစ်နှစ်ပတ်လည်နဲ့အခမ်းအနားမှာမင်းအောင်လှိုင်ကအဲ့ဒီလိုပြောဆိုခဲ့တာပါရွေးကောက်ပွဲမှာတုံးမဲ့မေပေးဇက်ကမတမာမုံမလုံးနိုင်ချောင်းနဲ့ရွေးကောက်ပွဲဟာလောလတ်ပြီးမြတ်တာတဲ့ရွေးကောက်ပွဲဖြစ်မယ်လို့လည်းသူကပြောပါတယ် ဒါအပြင်ရွေးကောက်ပွဲကို၃ချိန်ပြုလုပ်တော့မှဖြစ်ပြီးပထမတစ်ချိန်မှာ၁၀၀မျိုးနဲ့ဒုတိယတစ်ချိန်မှာမျိုးနဲ့တရာကျဲတဲ့မျိုးနဲ့တွေကိုတော့တတိယအချိန်အနေနဲ့လုပ်မယ်လို့သူကပြောပါတယ်။တကယ်လို့ရွေးကောက်ပွဲလုပ်ဖို့ထပ်ပြီးကြံသေးတဲ့မျိုးနဲ့တွေရှိသေးတယ်ဆိုရင်တော့လာမယ့်အစိုးရနဲ့ရွေးကောက်ပွဲကော်မရှင်ကဦးဆောင်ပြီးဈာဖြတ်ရွေးကောက်ပွဲပြုလုပ်ပေးပါလိမ့်မယ်လို့သူကဆက်ပြောပါတယ်။အနာသိစစ်တကလုံးမဲ့ရွေးကောက်ပွဲဟာတရားမဝင်တဲ့အတုအယောင်ရွေးကောက်ပွဲဖြစ်တယ်လို့ အမျိုးသားညညိုရဲ့အဆိုအရအန်ယူဂျီနဲ့တော်လရင်အင်အားစုတွေကထုတ်ပြန်ထားပါရှင်ကရဏီပြင်းနဲ့လွိုက်ကော်အနီတဝိုက်ကစစ်ဆောင်တွေကိုဒဇင်ဘာမတိုင်ခင်နေရပြန်ဖို့စစ်ကော်မရှင်တပ်တွေလိုက်လံစီယုံနေပါတယ်ဒီသတင်းကိုမော်ရစ်ကပေးပို့ထားပါတယ်ရှင်လာမယ့်ဒီဇင်ဘာလမှာကျင်းပမယ့်ရွေးကောက်ပွဲအပိုင်း1ကိုခရနီပြင်းနယ်ကမြို့တော်လွိုက်ကော်နဲ့ဘော်လခဲမြို့နှစ်မြို့မှာကျင်းပနိုင်မှုစစ်ကော်မရှင်ဘက်ကပြင်ဆင်နေတာပါ ဒါကြောင့်လေကွန်အနီးနားကစစ်ကြောင်းထိုးပြီးသွားတဲ့ဂျေးရွာတွေကစစ်ရှောင်းတွေကိုရွေးကောက်ပွဲမတိုင်ခင်နေရပြန်ကြဖို့နဲ့လူပြန်မနေတဲ့အိမ်တွေကိုချိတ်ပိတ်မှဖြစ်တဲ့အကြောင်းဒီရပိုင်းအတွင်းရက်ကွက်အုပ်ချုပ်ရေးမှုတွေကလိုက်လံနှိုးဆော်နေတယ်လို့စစ်ရှောင်းတွေစီကနေသိရပါဗျ။ဒီမှုဆိုတောင်းဝင်ကားတို့အရှိတကြိုးလို့အကုန်လုံးပြလာခိုင်းနေတော့ပြန်မလာတဲ့နေအိမ်တွေကိုအိမ်ချိတ်ပိတ်မယ်လို့လည်းချင်းချောက်ထားတာရှိတယ်နော်။ အာပြီးတော့ဟိုဒီဖျားဖြူဖျားနေတစ်ဖက်တကြောရဲ့ဘာနဲ့ခေါ်လဲယူငရကျွန်မမိနေတဲ့ဒီလွယ်ကောအထွဲ့မှာအဖက်တကြောပေါ့နော်အဲ့ဒါလဲပြန်လာခိုင်းတယ်သူတို့ကပြန်လာခိုင်းပြီးတော့သူတို့လက်ထဲမှာပေါ့နော်သူတို့လှုပ်ချစ်တယ်လို့လုံးမှာပဲဒါပေမဲ့လောဆယ်တော့အချူတတာပေါ့ပြည်သူတွေကိုရှန်ဂရနီနဲ့ဆက်ဖဲကုံဘတ်အချမ်းမှာလဲအလားတူစစ်ဆောင်တွေကိုအိမ်ပြန်ခိုင်းနေပြီးမိုးပြင်းနဲ့ဖားဆောင်ဘတ်ကနေထွက်ပြေးလာရတဲ့စစ်ဆောင်တွေလဲမဲစင်းကြီးပို့နေမဲထဲဖို့အတွက် နေရက်ပြန်နိုင်မှုစက်တက်ဘက်ကတာဝန်ယူပေးမယ်ဆိုပြီးစစ်ချောင်းစခန်းတွေမှာလိုက်လံစည်းရုံးနေတာပါခွင်းနီပီဂျာကာလာအုပ်ချုပ်ရေးကောင်စီ IEC ရဲ့ကောက်ယူထားတဲ့စီရင်အရာအာနာသိန်းထားတဲ့၄နှစ်ကျော်ကာလအတွင်းခွင်းနီမှာစစ်ချောင်းဥယျာဉ်၂သိန်းခွဲဝင်းကျင်တဲ့စစ်ချောင်းစခန်းပေါင်း၄၀၀ကျော်ရှိပါတယ်စစ်ချောင်းကအများကြီးရှိတယ်လीနော်ဖဲခုံနယ်မိုးပြဲနယ်နောက်ဆုံးဖားဆောင်ကဟာတွေပါဒီမှာစစ်ချောင်းကြားရတွေရှိတယ်အဲ့ဒါတွေကတော့သူ့နယ်လိုက်ဖားဆောင်ကထဲတာမိုးပြဲဘက်ကနေထဲတာဖဲခုံကထဲတာပေါ့စစ်ဆောင်တွေကအကုန်လုံးဒီကနေထဲပေးရမှာမဲကို အခုငွေတောင်မှာဆစ်ဆောင်တွေဟိုတနေ့ကစီးဝေးလာခေါ်တယ်။ထွေးဥကနေစီးဝေးတက်ရတယ်။တက်ရတဲ့အခါကျတော့ငွေတောင်မှာပြန်နေလို့ရပြီးမီးတွေလည်းလုတ်ပေးနေတယ်။ပြန်လို့ရှိရင်ဘာမှမပူနဲ့သူတို့ကိုယ်တိုင်အိမ်နဲ့ရောက်လိုက်ပို့ပေးမယ်လို့သူတို့ကအဲ့လိုပြောတာတွေရှိတယ်။ရွက်ောက်ပွဲလုံးမဲ့မြို့တော်လိုက်ကွာမှာတော့ရက်ွက်ရုံးနေမှာမဲဆင်းကတ်ထားပြီးတိုင်တယောက်မဖြစ်မနေမဲဆင်းလာကြည့်ဖို့နဲ့မဲထဲဖို့ကိုစီယုံရည်တွေစနေပြီးဖြစ်ပါတယ်။ နနတော်လိုရက်ကွက်ကလွဲရင်လွိုက်ကော်မျိုးပေါ်ကရက်ကွက်အများစုဟာပုံမှန်အနေထားမျိုးလိုလူတွေပြန်နေနေကြပြီးလက်ရှိလွိုက်ကော်မျိုးအခြေအနေတွေကိုမြို့ကန်တယောက်ကအခုလိုရှင်းပြထားပါဗျာရက်ကွက်ထဲတောင်မှအတန်တိတ်ပြီးနေနေရတယ်ပေါ့နော်ခေါင်းငုပ်ပြီးတော့ဟိုအနာရှင်မကြိုက်လို့ကျမတို့တော်လန့်နေရပဲဒါပေမဲ့မချစ်မနေလို့ဒါပြန်လာပြီးတော့ အာနာရှိစစအောက်မှာနေပြီးတော့ပဆက်ပိတ်နေရတာပေါ့တခုခုအခက်မသိရင်ဖြစ်တာတို့စကားများတာတို့ရှိခဲ့ရင်စစ်သားနဲ့ရဲကအမြဲ round လဲတာပေါ့နော်အဲ့ဒါ round လဲတော့သူတို့ကြားသွားခဲ့ရင်မထေထေတလူဆွဲခေါ်ရတယ်ပြီးပဆက်နဲ့ရွေးခိုင်းတယ်အဓိကပဆက်လဲမဲ့တာလဲပါတာပေါ့နော်သူပဆက်30ရွေးခိုင်း20ရွေးခိုင်းလဲအမျိုးမျိုးပဲမပေးနိုင်တဲ့ကောင်ဆိုအပြစ်မရှိပြစ်ချပြီးရိုက်နှိတာမျိုးတွေလဲလုပ်တယ်ပေါ့နော် အဲကောက်ဆူးချင်တော့လဲဟိုကံမကောင်းရင်စစ်တဲ့စစ်သားထဲတော့ခေါ်သွားတယ်အပုပ်စာမျိုးတွေပေါ့နော်စစ်တပ်ဟာဒီဇင်ဘာမှာကျင်းပမဲ့ရွေးကောက်ပွဲအတွက်လက်လွတ်ဆုံးရှုံးထားရတဲ့နေမြေတွေကိုအင်အားအလုံးအရင်းနဲ့ထိုးစစ်ဆင်နေတာဖြစ်ပြီးလွယ်ကော်မြို့နယ်အရှိချမ်းဒီမော့ဆူမြို့နယ်ဖလူဆူမြို့နယ်ဘလခဲမြို့နယ်နဲ့ခရနီနီရှမ်းနယ်ဇက်ဖေခုံမြို့နယ်ဘက်ဒီမှာစစ်ကော်မရှင်တပ်နဲ့ PNO ပူးပေါင်းတပ်တွေစစ်မျက်နှာ၅ခုဖွင့်ပြီးတက်လာတဲ့အတွက်တော်လန်ရေးပူးပေါင်းတပ်တွေနဲ့နေစဉ်တိုက်ပွဲတွေဖြစ်နေတယ်လို့ KNDF ဘက်ကထုတ်ပြန်ထားပါတယ်ခင်ဗျာကျွန်တော်မော်ရစ်ပါစကိုင်းတိုင်းမြောင်မြို့နယ်ဆက်ကုံကျော်ကိုဒီကနေ့အောင်တိုဘာလ15ရက်နေ့မနက်8:00နာရီအချိန်မှာစစ်ကောင်စီတပ်ကလေကြောင်းကနေဘုံကျဲတိုက်ခိုက်ခဲ့တဲ့အတွက်တပ်ကြီးရွေအော်နဲ့အမျိုးသမီးတွေအပါအဝင်အယောက်20နီးပါးဒဲရအပြင်းထန်ရရှိခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်စစ်ကောင်စီတပ်ရဲ့မန္တလေးမြို့အခြေဆိုင်တရာဦးလေတပ်ကနေတက်လာတဲ့ Jet Fighter အမျိုးအစားနဲ့ တိုက်ပွဲဖြစ်ပေါ်တာမရှိပဲဘုံစစ်လုံးထက်မနေကြေးချတိုက်ခိုက်ခဲ့တဲ့အတွက်မြေပေးလန်းနေတဲ့အသက်35နှစ်ကျော်အရွယ်အမျိုးသမီးဟာဝဲပိုင်းမှာပြင်းထန်တရားရရှိခဲ့ပြီးကိုလဲအင်ကဆုံးရှုံးခဲ့ရသူတွေလည်းရှိတယ်လို့ဒေသခံတွေကပြောပါတယ်။ထိခိုက်တရားရရှိတဲ့သူတွေကိုအရေးပေါ်စစ်ကူတာမှုပေးနေပြီးဇေယကုန်းရော်ကဘုံကြီးကြောင့်အပါအဝင် နေအိမ်စစ်လုံးထက်မနေလေထိခိုက်ပျက်စီးသွားခဲ့တယ်လို့ဇေယကုန်းပကဖတာဝန်ရှိသူကဒီဘူဘီကိုပြောပါတယ်။ ဇေယကုံရော်ဟာအင်ချီတထောင်ကျော်ရှိပြီးဒေသခံ၄000လောက်ကလေကြောင်းအင်တရယ်ကိုစိုးရိမ်တဲ့အတွက်နေရဆုံခေါ်နေကြရတယ်လို့ဆိုပါတယ်ရှင်တနိုင်ငယ်လုံးအပြည့်ရဲ့အစာချုပ်ဖြစ်တဲ့ NCA ဟာလမ်းဆုံးနေပြီး အာနာချင်းစနစ်အဆုံးသက်ရတဲ့အဖြစ်ဖြစ်တာကြောင့်မြန်မာစစ်တပ်နဲ့မဆက်ဆံဖို့တိုင်းရင်းသားလက်နက်ကအဖွဲ့6ဖွဲ့ကနိုင်ငံတကာကိုတိုက်တွန်းလိုက်ပါတယ်။ဆိုသူအောင်တင်ပြပို့ထားပါရှင်။ တနိုင်ငံလုံးပြစ်ခတ်တိုက်ခိုက်မှုရစဲရေးသဘောတူစာချုပ် NCA ဟာဆက်အနာသိမ်းမှုနဲ့အတူဖြတ်စည်းခံလိုက်ရပြီဖြစ်တာကြောင့် UN ASEAN အပါအဝင်နိုင်ငံတကာသံတမန်တွေအနေနဲ့ဆယ်နှစ်ပြည့်အခမ်းအနားကိုမတက်ရောက်ဖို့တိုင်းရင်းသားလက်နက်ကိုင်6ဖွဲ့ကပူးတွဲတောင်းဆိုလိုက်ပါတယ်။ NCA ကိုနာမည်ခံပြီးပြုလုပ်တဲ့ဟန်ပြလုပ်ငန်းစဉ်တွေနဲ့2008ဖွဲ့စည်းပုံအောက်ကအတူအယောင်ရွေးကောက်ပွဲတွေဟာတရားဝင်မှုရကျင်တဲ့ဆက်အနာရှင်တွေရဲ့ကြိုးပမ်းမှုသာဖြစ်ပြီး ပြည်တွင်ပြည်ပခါတွေကိုပို့ပြီးရှေ့ချစီလိုက်မယ်လို့အန်စီရေထူရတဲ့ EAO 6ဖွဲ့ကအောက်တိုဘာ13ရက်ရက်စွန်းနဲ့ထုတ်ပြန်အသိပေးခဲ့တာဖြစ်ပါတယ်အဓိကကတော့နိုင်ငံတကာကနဲ့ဒီနေဦးတော်ဆိုင်ရေးမှာကျွန်တော်တို့အတွက်ပြီးတော့တိုင်းသူပြည်သားတွေအတွက်လုံနိုင်တာအများကြီးရှိပါတယ်။စီရေးမဟုတ်ရင်တော့တန်တမာရေးအရာတော်လကောင်းစီးပွားရေးအရာတော်လကောင်း ဖက်ပေါင်းဆောင်ကနဲ့အဲ့ဒါလို့လူခွန်ကြီးကန္တာကနဲ့တော်လကောင်းလုံနိုင်တာမျိုးအများကြီးရှိပါတယ်အဲ့ဒါကြောင့်နိုင်ငံတကာကိုကျွန်တော်တို့ဒီအချက်အလက်တွေနဲ့တောင်းဆိုတာဖြစ်ပါတယ်စစ်ကောမရှင်က NCA 10နှစ်ပြည့်အခမ်းအနားနဲ့အလုံယုံဆွေးနွေးပွဲကိုနေပြည်တော်မှာရှိတဲ့ MICC 1မှာအောက်တိုဘာ15ရက်ကနေ18ရက်အထိကျင်းပဖို့ပြင်ဆင်ထားပြီးနိုင်ငံတကာတန်တမန်တွေကိုပါဖိတ်ကြားထားတာဖြစ်ပါတယ်ဒါကြောင့် EU 6ဖွဲ့က နိုင်ငံတကာအသိုက်အဝန်းအနေနဲ့ NCA ကိုအချင်းချင်းချိုးဖောက်ခဲ့တဲ့စစ်တပ်ကကျင်းပတဲ့ပွဲကိုမတက်ရောက်ဘဲမြန်မာပြည်သူနဲ့အတူရပ်တည်ကြောင်းပြသဖို့တောင်းဆိုခဲ့ပြီးအာဏာရှင်စနစ်အဆုံးသတ်ရေးတာအဖြစ်ဖြစ်တဲ့အကြောင်းဆိုပါရယ်ဘလောက်ရက်ဆက်ကြမ်းကြုတ်တယ်နောက်ပြီးတော့ဘလောက်ကိုငင်းငင်းဆိုတဲ့စကားလုံးနဲ့လွဲချော်နေတယ်၊ကွဲလွဲနေတယ်ဆိုတာကိုလည်းပဲဒီအကြမ်းဖက်စစ်တပ်ကအချင်းချင်းတက်တည်ပြပြီးဖြစ်ပါတယ်ဗျာနော်အဲ့တော့ကြောင့်မလို့ဒါအောင်နားလေသဘောပေါက်ကြတဲ့ တိုင်းသားတော်လိုင်းအင်အားစုတွေရောမပြည်သူလူထုတရက်လို့နောက်ပြီးတော့ကျွန်တော်တို့မျိုးသားညီရေးဆိုးရွာရောဟာနော်ဒီအကြမ်းဖက်စစ်တပ်ကဲခင်းပေးထားတဲ့လမ်းကြောင်းမဟုတ်တဲ့မဟုတ်တဲ့ပေါ့နော်တကယ်ကိုစစ်မှန်တဲ့ငြိမ်းချမ်းရေးကိုရရှိနိုင်မှုဒါအတူတူအဲကျွန်တော်တို့သဘောတူညီချက်တွေရယူရတယ်ပြောဆိုဆွေးနွေးကြတာတွေနောက်ပြီးတော့ဘလို့ပုံစံမျိုးနဲ့အရှိဆက်သွားကြမယ်ဆိုတဲ့ကိစ္စတွေကိုတိုင်ပင်ဆွေးနွေးလျက်ရှိကြသလိုဆက်လက်ပြီးတော့လည်းပူးပေါင်းဆောင်ရွက်သွားဖို့ရှိပါတယ်ဗျ2025ခုနှစ်အောက်တိုဘာ15ရက်နေ့ 2018ခုနှစ်ဖေဖော်ဝါရီ23ရက်နေ့ဒီမှာ NCA စာချုပ်ကိုလက်မှတ်ရေးထိုးခဲ့တဲ့တိုင်းဒါလက်နက်ကင်တပ်ဖွဲ့10ဘွဲ့ရှိခဲ့ပါတယ်။အခုထုတ်ပြန်ချက်တွေမှာကရင်အမျိုးသားအစည်းအရုံး KNU မြန်မာနိုင်ငံလုံးဆောင်ရာအကြောင်းသားများ Democratic တပ်ဦး ABSDF ချင်းမျိုးသားတပ်ဦး CNF ပိုးအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNL လာဟု Democratic အစည်းအရုံး RDU တို့အပြင်မွန်ပြည်သက်ပါတီဆေးရနာရှင်တိုက်ဖြတ်ရေး NMSP AD တို့ကထုတ်ပြန်တိုက်တွန်းလာတာဖြစ်ပါတယ်။ကြံဖွဲ့တွေကတော့ရှမ်းပြည်ပြည်လဲထူထောင်ရေးကောင်စီ RCSS ၊ကရင်ငြိမ်းချမ်းရေးကောင်စီ KNU ၊ KNLPC ၊ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် DGBA နဲ့ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ARP တို့ပဲဖြစ်ပါတယ်။ကျွန်တော်စိုးသူအောင်ပါ။ ရန်ကုန်တိုင်းမင်္ဂလာတုံမြို့နယ်ကျန်းခါရဲပါတီရုံးကိုအောက်တိုဘာလ15ရက်နေ့မနက်9:00နာရီအချိန်မှာပြင်းအားမြင့်မိုင်းတလုံးလက်ပြေပုံးနှလုံးနဲ့ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ရန်ကုန်မြို့ပြပျောက်ကြားတပ်ဖွဲ့ဝင်တွေစီကသိရပါတယ်။ဖောက်ခွဲတိုက်ခိုက်မှုကိုရန်ကုန်အာမေမြို့ပြပျောက်ကြားတော်လရဲတပ်ဖွဲ့နဲ့အနောက်ပိုင်းခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ပူးပေါင်းလှုပ်ဆောင်ခဲ့တာဖြစ်ပြီးပြင်းမဲ့ကိုထိမှန်ခဲ့ကထိခိုက်မှုအခြေအနေကိုတော့စုံစမ်းနေစေဖြစ်တယ်လို့ဆိုပါတယ်။ ်ရွေးကောက်ပွဲမှာပါဝင်နေတဲ့အရာမဲ့သမျှကိုတတ်ခိုက်တော့မှာဖြစ်ပြီးစစ်ကောင်စီကပြုလုပ်တဲ့အတုအယောင်ရွေးကောက်ပွဲမှာအားတက်သရောလှုပ်ဆောင်နေသူတွေကိုလည်းမပူပေါင်းချဖို့ရန်ကုန်အာမင်တော်လေးရဲ့တပ်ဖွဲ့တာဝန်ရှိသူတွေက ပြောပါတယ်စတေမာလာ30ရင်းနေညာကလည်းမြောက်ဩကလာပါမြို့နယ်အမှန်20နှစ်ရက်ကွက်အုတ်ချုပ်ရင်မှုရုံကိုလက်ပြပုံးနှလုံးနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့တဲ့အတွက်အုတ်ချုပ်ရဲ့အဖွဲ့ဝင်၃ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်ရှင် မကွေးတိုင်းပွင့်ဖြူမြို့နယ်ကပြူစောထီတွေထိန်းချုပ်တဲ့ဆင်လူရော်မှာစစ်ကောင်စီတပ်နဲ့ပြူစောထီတွေကဒေသခံတွေကိုရော်ပြင်ထွက်ခွင့်မပေးဘဲတအိမ်တယောက်လူအင်အားအာဓမစုဆောင်ပြီးအော်တိုဘားလ၁၄ရက်နေ့မှာလက်နက်တပ်ဆင်ပေးလိုက်တယ်လို့ဒေသခံတွေစီကသိရပါတယ်။ ပွင့်ဖြူမြို့နယ်ပသိမ်မုံရွာလမ်းပိုင်းမှာရှိတဲ့စေတော်ဂိတ်စခန်းကို တော်လရဲတပ်တွေကအော်တိုဘားလ၄ရက်နေ့မှာတင်ပိုက်ပြီးတဲ့နောက်ဆင်လူရွာကဒေတာခန်းတွေကိုတအိမ်တယောက်လူသစ်စုဆောင်းပြီးတော့လက်နက်တက်ဆင်ပေးလိုက်တာလို့ဆိုပါတယ်။ဆင်လူရွာမှာပြူစောထီတွေကရောပြင်ထွက်ခွန်းတွေပိတ်ထားပြီးကြော်ထင်မှာရှိတဲ့ဖုန်းတွေကိုအကုန်သိမ်းထားပြီးတော့ဒေတာခန်း80လောက်ကိုလက်နက်တက်ဆင်ပေးထားတယ်လို့ဒေတာခန်းတယောက်ကဒီဘူဘီကိုပြောပါတယ်။ ပြူစောတိခေါင်းဆောင်တွေဟာစင်လူရော်ကဒေတာခန်တွေကိုစတင်ဘာလဆန်ပိုင်းကစပြီးပြပထွက်ခွင့်ပေးလိုက်ကအော်တိုဘာလအထင်းမှာပဲဖုံးတွေတင်လိုက်တာလို့ဆိုပါတယ်စင်လူရော်မှာပြူစောတိအင်အားတရာရော်ရှိတဲ့အပြင်စစ်ကောင်စီတပ်တွေပါအထိုင်ချပြီးပွင့်ဖြူစစ်တုတ်တရာနဲ့ဆလင်းမျိုးတွေကိုစစ်တောင်းထုံမင်းရှို့တာနဲ့အရက်သားတွေကိုဖမ်းဆီးတက်ဖြတ်တာတွေလှုပ်ဆောင်နေတယ်လို့သိရပါရှင် ရခိုင်ဘင်္ဂလားဒေ့ရှ်နေဆက်တခြားမောက်ရော့ခရိုင်မှာအာဆာနဲ့ ISO အဖွဲ့တွေရဲ့တိုက်ခိုက်မှုနဲ့ပြန်ပွေဆွေးမှုတွေကြောင့်နလအတွင်မှာဒေတာခန့်၉ရောက်ထက်မနည်းတည်ဆုံပြီးပျောက်ဆုံးသူတွေလည်းရှိနေပါတယ်။ဝခိုင်ပြည်မောက်တော်ခရိုင်အတွင်ရှိဒုံညိုမြို့တမဲသားကြော်နဲ့အနီးတဝိုက်ကြော်တွေမှာအာဆာနဲ့ ISO ရိုဟင်ဂျာလက်နက်ကင်တပ်ဖွဲ့တွေရဲ့ ကျယ်ပေးဆွေးလူရက်တက်ပြဲမှုတွေကြောင့်စတင်ဘာလနဲ့အောက်တိုဘာလနှစ်လအတွင်းမှာကြောက်ဆုံးနေတဲ့သူ73ရောက်ထက်မနည်းရှိလာနေပြီးအဲ့ဒီမှာတည်ဆုံးသူရုပ်အလောင်း၈လောင်းအထိတွေးရှိထားပြီးကြောက်ဆုံးနေသူတွေကိုလည်းဆက်လက်ရှာဖွေနေစေပါ။ အလားတူပဲရခိုင်ဘင်္ဂလားဒေ့ရှ်နေဆက်တခြားကုန်စည်တည်ယူပို့ဆောင်ပေးနေတဲ့ဒေတာခံတွေကိုလည်းလမ်းခူးလက်တွေမှာမိုင်းဆွေတိုက်ခိုက်တာလူရဲတက်ဖြတ်တာတွေကြောင့်ဒေတာခံခီးသောပြည်သူတယောက်သေဆုံးပြီး၄ယောက်ထိခိုက်ဒဏ်ရာရရှိတော်ရဲလို့ဒီဘူဘီရဲ့အစုစည်းထားတဲ့အချက်လက်တွေအရာသိရပါတယ်။ဒါကြောင့်အခုရပ်ပိုင်းအတွင်းမှာအာရခတက်တော် AA အနေနဲ့မြို့တွင်းအဝင်ဂိတ်တွေမှာလုံခြုံရေးကိုအထူးဂရုစိုက်လှုံ့ဆော်နေတာတွေရှိနေတယ်လို့မောင်တော်ဒေတာခံတွေကပြောပါတယ်။ ကျွန်တော်တို့သူရင်းနာပေါ်ကဘာလို့ဆိုတော့နောက်ပိုင်းလမ်းဖက်ကိုတိတိရောမမတော်ရင်ကြတော့ဘူးအလုံးလုံးကိုမတော်ရင်ဘူးပုံစံစီစီဖို့အတွက်ဒီလိုဟာခရီးသေးမတော်ကြဘူးအရင်ကယူဆိုင်ပြီးတော့နေရတာပေါ့ဗျာညာညာဖက်ကြီးဆိုလည်းနုံနုံကြတာနေရတာပေါ့အခုတော့သူတို့ကလက်နဲ့တည်းလက်နဲ့ခဲနေကြလဲသူတို့မှပါလာပြီဆိုတော့ဘယ်နာကနေဘလို့မျိုးလုံးချင်မလဲဘယ်လိုမျိုးတည့်ဖက်မလဲအဲ့လိုပဲ ဟိုပီရှာနေပြီးတော့ဟိုတောင်းကျပြီးတော့မှကျွန်တော်တို့တော့လာရရရှိပါတယ်။ဒါမဲ့သူတို့စီးဝင်ပြီးတော့လှူချမှုတွေကိုဒီတကလည်းအရင်ကစပြီးတော့မှရောက်ခိုင်းကဒီမျိုးရင်းတွေဝင်လာတဲ့လမ်းတွေကိုဒီဒီမှာအင်းတို့ကထက်လူကျင်းတင်းချပြီးတော့မှစစ်စစ်လာတယ်ပူပြီးတော့ဆွေးလာတာပေါ့နော်။ဟိုဒီမျိုးဝင်ဒီဒီမှာရှင်လေလူကျင်းတင်းချတဲ့ အာဆာနဲ့ ISO လက်နက်ကိုင်တပ်ဖွဲ့တွေဟာဘင်္ဂလားဒေ့ရှ်နိုင်ငံထဲမှာယာယီတက်စခန်းတွေအခါအမှာစခန်းတွေတိစောက်ထားပြီးအဲ့ဒီကနေတဆင်ရခိုင်ပြည်မော်ရော့ခန်အတွင်ကိုနေမြင့်နဲ့မယူတောင်းလန်ကြားကနေတဆင်ဝင်ရောက်နေတာပါ။ ဒါကြောင့်လက်ရှိမှာအေအေအနေနဲ့နေဆဲလုံခြုံရေးကိုအထူးတွန်းမြင့်လှုံ့ဆော်နေပြီးတောတောက်တွေနဲ့လူပြတ်တဲ့နေရာတွေကိုတယောက်တည်းဒါမှမဟုတ်လူနေစုတွေနဲ့တော်လာတာမလုပ်ကြဘို့အရေးတကြီးတော်လာရမယ်ဆိုရင်နင်းဆက်ရာအေအေရဲ့အုတ်ချုပ်ရင်းနဲ့လုံခြုံရေးတပ်ဖွဲ့ဝင်တွေကိုတရင်ပို့ပြီးမှတော်လာကြဖို့တတိပေးပြောဆိုထားပါတယ်ဒါပေမဲ့တဖက်မှာလည်းဒေတာခန်တွေဟာအလို့အကန်ရှားပါမှုနဲ့စာဝန်တွေရဲ့ကြက်တီးမှုတွေကြောင့်ကုန်ပစ္စည်းအငားသစ်ယူပို့ဆောင်မှုတွေလုံနေကြတယ်လို့ဆိုပါတယ် ဒီကမလားဆိုတော့အကောင်းဆုံးမလားဘင်းကစားဒီကမသွားတာအကောင်းဆုံးပေါ့ဒါပေမဲ့မသွားဘဲနေရင်ဘာနဲ့စားကြမလဲငတ်နေကြပြီလေအရင်တုန်းကဆိုအဲ့ဒီလမ်းကြောင်းကနေကုန်တွေကိုကားတွေနဲ့ပဲတဲတာဒါပေမဲ့ခုကကားလမ်းကလည်းမသုံးရတော့ဘူးဆိုတော့ဆိုင်ငယ်ကလေးသမားတွေကိုငှားသုံးလာကြပါတယ်တစည်းကိုနှစ်သိန်းကနေနှစ်သိန်းခွဲလောက်ထိပေးပြီးငှားကြရတာစားဝတ်နေရေးအဆင်ပြေတဲ့သူတွေကအရေးဆုံးပြီးသွားကြတယ်ခုလိုသွားတဲ့သူတွေကခံရတာပေါ့နော်ဒါပေမဲ့လုံခြုံရေးကစိုးရိမ်နေရပြီမဲ့ဆင်းရဲပြင်းပြင်းလုံးတော့လှုပ်ရှားကြရတာပဲအခုကတဖြည်းဖြည်းပိုဆိုးလာတဲ့အချိန်တွေမှာရှိပါတယ် လက်လုပ်လက်စားသမားတွေကပိုဒုက္ခရောက်တာပေါ့နော်အငမ်းမခံနိုင်လို့လှုပ်ရှားရင်လည်းဘဝကဆုံးဖို့ပဲရှိတယ်အေးချမ်းမှုအခြေအနေတွေကမရှိတော့ပါဘူးဗျာလုံခြုံမှုလည်းမရှိတော့ဘူးတဖက်မှာလည်းရိုဟင်ဂျာလက်နက်ကိုင်တပ်ဖွဲ့တွေရဲ့အကြမ်းဖက်လှုပ်ရှားမှုတွေကြောင့်ရခိုင်ဘင်္ဂလားဒေ့ရှ်နေဆက်မှာနေထိုင်ကြတဲ့ပြည်သူတွေရဲ့အသက်အိုအိမ်စီးဆင်းတွေကိုချိန်ချောင်နေတဲ့အတွက်လုံခြုံရေးတတိရှိဖို့လိုအပ်တယ်လို့အေအေကထုတ်ပြန်ထားပါတယ် ဒါကြောင့်ရခိုင်ဘင်္ဂလားဒေ့နေဆက်ကြမှာရိုဟင်ဂျာလက်နက်ကိုက်တပ်ဖွဲ့ဖြစ်တဲ့အာဆာ ISO အဖွဲ့တွေဟာရခိုင်ဒေသတွင်းကိုဝင်ရောက်ပြီးစစ်ရဲလှုပ်ရှားနေမှုတွေကိုဟန်တားဖို့နဲ့ထိရောက်စွာအရေးယူပေးဖို့ဘင်္ဂလားဒေ့ဂျာဖြတ်အစိုးရကိုရခိုင်အမျိုးသားအဖွဲ့ချုပ် ULA ကအော်တိုဘာလ7ရက်နေ့မှာထက်မဲ့တိုက်တွန်းတောင်းဆိုထားပါတယ်။ကျွန်မကေခိုင်ပါ။ သွင်းကုန်ပစ္စည်းတင်သွင်းမှုအပေါ်လိုင်စင်ကန့်သန့်ထားတာကြောင့်ပြည်တွင်းကုန်ပစ္စည်းလက်လီလက်ကားဈေးကွက်မှာထိုင်းနိုင်ငံထုတ်ကုန်ပစ္စည်းပြက်လက်မှုတွေနဲ့ကြုံတွေ့နေရခြင်းထိုင်းအခြေဆိုင်မက်ခရိုကုန်တိုင်းကိုရန်ကုန်မြို့ခွေးကျန်မှာဖွင့်လှစ်နေတာဖြစ်ပါတယ်။ထိုင်းအခြေဆိုင် Siren Micro Public Company Limited ကဒုတိယမြောက်ဆိုင်ခွဲအဖြစ်လာရောက်ဖွင့်လှစ်တဲ့မက်ခရိုကုန်တိုင်းဖွင့်ပေမှာလက်လီဝေယူသူတွေအပြင်မြို့နယ်ရပ်ကွက် အတွင်းရှိကုန်စုံဆိုင်တွေကအစလာရောက်ဝေယူကြတာဖြစ်ပါတယ်။ ကျင်းပြည်တိုင်းမြို့နယ်ကနေခဝဲကျန်မက်ခရိုဆိုင်ဖွင့်ပွဲမှာလာရောက်ဝင်ယူသူကုံစုံဆိုင်ပိုင်ရှင်တယောက်ကတော့ထိုင်းပစ္စည်းတွေဈေးကွက်ထင်မှာဝင်လို့မရဖြစ်နေချိန်မှာအခုလိုကုန်တိုင်းဖွင့်တဲ့အတွက်ဈေးကွက်ထင်မှာထိုင်းကုန်ပစ္စည်းတွေပြန်လည်ပန်းနိုင်ပေမဲ့ဈေးကတော့ကုမ္ပဏီဓာတ်ရိုက်ဈေးထက်နည်းနည်းများရဲလို့ဆိုပါတယ်ပြပကတင်သွင်းတဲ့ကုန်ပစ္စည်းတွေကိုစစ်တပ်ကအမိန့်ထုတ်ပြီးတော့ကန့်သက်လိုက်တာကြောင့်ဈေးကွက်ထဲမှာထိုင်းအပါအဝင်ပြပထုတ်ကုန်ပစ္စည်းတွေရှာပါနေတာဖြစ်ပါရဲ့ရှင်။ တနင်္သာရီတိုင်းဗန်လမုံကျေးရွာအုပ်စုအလေးပိုင်းလျှော်မှာ စစ်တပ်ကလက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တဲ့အတွက်အရသား9ရောက်တဲ့မင်းထိခိုက်တရားရရှိခဲ့ပြီးအဖိုးအိုတယောက်ကစိုးရင်ရတဲ့အခြေအနေမှာရှိနေတယ်လို့ဒေသခံတွေကပြောပါရယ်။အောက်တိုဘာလ14ရက်နေ့ညနေ3နာရီမှာစစ်ကောင်စီတပ်ကလက်နက်ကြီးနဲ့ဘုံတီသုံးလုံးပစ်ခတ်ခဲ့တဲ့အတွက်အလေးပိုင်းရွာရေတွင်းမှာရေချိုးနေတဲ့အရသားတွေထိခိုက်တရားရရှိခဲ့တယ်လို့ဆိုပါရယ်။ ။လက်နေကြီးမရတဲ့သူတွေတဲ့ကအသက်80ကျော်အရွယ်အမျိုးသမီးတယောက်လက်တစ်ဖက်မှာလက်နေကြီးကြီးစားထိမှတ်ပြီးစိုးရင်ရတဲ့အခြေအနေရှိတယ်လို့ဒေတာခန်တွေကပြောပါတယ်။စစ်ကောင်စီတပ်ဖက်ကလက်နက်ကြီးမပစ်ခတ်ခင်နေ့လည်နနာရီခွဲဝန်းကျင်မှာတော်လရဲတပ်ဖွဲ့ဘက်ကစစ်ကောင်စီတပ်ရဲ300ကျောက်အမြောက်တပ်ရင်းကိုဒရုန်းနဲ့ဘုံဒီတလုံးကြီးချတိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ် အလေပိုင်းရွာမှာဘဲလမုတ်ရွာကနေဒေတာကန်တဝက်လောက်စစ်ဘေးရှောင်နေကြပြီးစာနယ်ရေခါနဲ့နေထိုင်စားတောက်ဖို့အခက်အခဲတွေကြုံတွေ့နေရတယ်လို့သိရပါတယ်ရှင်မြောက်ရီမြို့တဖက်ကန်ကထိုင်းနိုင်ငံမင်းဆောင်မြို့တောရဘုံတော်ကြီးကျောင်းမှာရွှေပြောင်းမြမနိုင်ငံသားတွေစုပေါင်းပြီးစုပေါင်းမဟာဘုကနေပွဲကိုကျင်းပခဲ့ကြပါတယ်။မောက်တူပြပို့ထားပါရဲ့ရှင်။ ဟုတ်ကဲ့ပါနှစ်စင်ပြုတ်လုံနေကြတောရကြောင်ဟောင်းကထိန်ပွဲကိုမဲဆောက်မြို့ရောက်ညမာပြည်သူပြည်သားတွေမဲဆောက်ဒေသခံကရင်လူမျိုးတွေအပြင် ထိုင်းလူမျိုးတွေပါလာရောက်ကြပါတဲ့ကျွန်တော်တို့မဲဆောက်မြို့တောရကြောင်မှာ စုပေါင်းမဟာဘုတ်ကထိန်ပွဲတော်ကြီးပေါ့နော်ဒီနေ့ကျွန်တော်တို့စီရင်ချင်းပတ်နိုင်မဲ့မဟာဘုတ်ကထိန်ပွဲတော်ကြီးကို မတ်တီလူစင်ဖြစ်ကြသောစောတင်ဝင်းနဲ့ နိုင်မြင့်မြင့်ဝဲကျွန်တော်တို့အချားအချားသောကျွန်တော်တို့ရင်းနေပေါ့စုပေါင်းမဟာဘုက္ခထင်းနော်ဖရာတကကျောင်းတကကျွန်တော်တို့စုပေါင်းပြီးတော့ဒီကနေ့စီရင်ခြင်းပတ်နေတဲ့ဒီ25ရက်ဆယ်လပိုင်း2015မှာကျွန်တော်တို့တော်ရကျောင်းမှာစီရင်ခြင်းပတ်နေတာဖြစ်ပါတယ်ကျွန်တော်တို့ရဲ့မြန်မာကျောင်းမှာမဆောက်မှာဒီနေ့ကျွန်တော်တို့စီကားတိုင်းမြိုက်စွာနဲ့ကျင်းပနေပါတယ်ဒီနေ့ဒီမောင်ရ အထူးသဖြင့်ရွှေပြောင်းလူသမားတွေဒီပွဲမှာဆင်နွှဲနေကြပြီးမြမပြည်တွင်းမှာ အာနာသိန်းစစ်တပ်ထိုးစစ်တွေကြောင့်စစ်ပွဲတွေဖြစ် မတီးမငြိမ်အခြေအနေတွေကြောင့်နှစ်ကာလရှည်ပြည်တော်မပြောင်းနိုင်ကြပဲဖြစ်နေတယ်လို့လည်းပြောနေကြတာပါဟုတ်ကောလုံးလုံးပြီးတော့ချွေးနေစာနဲ့ပေါ့ကိုလှူကန်းခဲ့တယ်ကိုဒီချွေးနေစာနဲ့လှူကန်းရတဲ့ကုလူကပုံမြက်တယ်လေအဲ့ဒီအတွက်ပုံပြီးတော့ပီတီဖြစ်တယ်ပုံပြီးဝမ်းသာတယ်ပုံပြီးတော့တည်နူးရတယ်ပေါ့ အော်မြန်မာပြည်လဲလွမ်းတာဗောကိုနိုင်ငံပဲကိုနေကိုရဲ့မွေးရဲ့စာတိကြီးကိုနိုင်ငံကြီးကိုပို့လွမ်းတာဗောဒီလိုလောက်လေးပို့လွမ်းနေပဲဗောဒါမဲ့အချိန်ထားမကောင်းတော့လဲကိုဒီလိုမျိုးပဲပြောရမှမနေတော့ရမှနေရတာဗောနေရဒေသလေးမှာပဲပြောရှိအောင်နေရတာဗောလေကိုရဲ့အလှတန်းလေးတွေနဲ့ပီတိဖြစ်ပြီးတော့ကိုမိမြန်မာပြည်ကိုသတိရတာဗောလေအဲ့ဒါဒီမှာပဲအားလုံးပြည်ပြည်ကောင်းပါဟဲ့ပြည်ပြည်ကောင်းပါ Với đeo sàn em, tài là đeo sàn của con đó Ờ, khi một cô Mày để tiếp bao điểm ra nè Một bà mà đi ra đi, ra nè, đi ra nè Cô ơi, có ra cho Mẹ xong như tôi ra cho bà đâu Bà mà đi ra đây bà đây, cái gì bà đây Hạ tờ lo lụ, lụ bó sầu của nó Sang đây bà đây Cứ được vô Là người ra đây, cụ tính đi Khi nào bỏ quán nhau quán bà Là mẹ cô vừa ra mà ra đâu này bê Cứ được vô ဘူးလာလဲလာကြမီရောပြန်လို့လည်းမရဘူးဆက်ရမကောင်းဘူးဒီမှာလူရတာတော့ပေးပြီးပြည့်တယ်ဆက်တယ်ဝမ်းမြောက်ဝမ်းသာပြည့်ပါတယ်အခုလိုထိုင်းနိုင်ငံမဲဆောက်မြို့သူတပားနိုင်ငံရောက်ရွှေပြောင်းမြန်မာတွေဟွာကျုတ်ကထိန်ပွဲတွေကိုဆင်နွှဲနေကြခြင်းမှာမြန်မာပြည်ဘက်ချမ်းမှာတော့စစ်တပ်ထိုးစစ်စစ်ပွဲတွေကြောင့်အိုးအိမ်စွန့်ထွက်ပြေးနေကြရတဲ့စစ်ဆောင်ပြည်သူတွေဟာကထိန်ပွဲတွေကိုဆင်နွှဲခွင့်မရကြဘူးလို့ ပြောဆိုနေကြပါတယ်ခမကျွန်တော်မောင်တူပါအခုဆက်လက်ပြီးနိုင်ငံတကာသတင်းတွေကိုခြူစားကြားမှာပါရှင်။ thank you ဟာမက်စ်အဖွဲ့အနေနဲ့လက်နက်ဖြတ်သိမ်းရမှာဖြစ်ပြီးကိုဘာသာမဖြတ်သိမ်းရင်မြင်မြင်ဆန်းဆန်းနဲ့အကြံဉာဏ်သုံးဖြတ်သိမ်းမယ်ဆိုပြီးတတိပေးထားတယ်လို့အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကပြောကြားလိုက်ပါတယ်။ထရန့်ရဲ့အချက်20ပါငင်းကြဲရဲ့အဆိုပြုချက်မှာပါဝင်တဲ့အတိုင်းလက်နက်ဖြတ်သိမ်းဖို့ဟာမက်စ်အဖွဲ့ကိုဆက်သွယ်ပြောကြားခဲ့ပြီးသူတို့ဘက်ကလည်းသဘောတူထားတယ်လို့ထရန့်ကဆိုပါတယ်။ဒါပေမဲ့နောက်ပိုင်းမှာတော့ဒီသတင်းစကားကိုကြားခံတွေကတဆင်ပြောခဲ့တာဖြစ်တယ်လို့ပြည်ဖြစ်ရှင်းချက်ထုတ်ထားပါတယ်။ ထရန့်ရဲ့အစီအစဉ်အရနှစ်ဖက်တစားခံတွေအကျဉ်းသားတွေပြန်လွတ်လာပေမဲ့လည်းနဲ့ချဖို့ကိုတော့ဟာမက်စ်ဘက်ကလူသိရှင်ကြားကတိမပြုသေးပါဘူးထရန့်အင်ဖြူတော်ကိုပြန်ရောက်ချိန်မှာပဲနှစ်ဖက်အခြေအနေပြန်တင်းမာလာပါတယ်တေဆုံးတစားခံအလောင်းတွေကတိအတိုင်းပြန်ပေးနိုင်တဲ့အတွက်ဂါဇာကမ်းမြောင်ကိုအကူအညီဝင်ခွင့်ထပ်ဝော့ချုံမင်းလို့အစရေးဘက်ကကြေညာလိုက်ပါတယ် ဂါဇာမှာလည်းဟာမက်စ်လက်နက်ကိုင်တွေလမ်းပေါ်ပြတ်ထွက်လာကြပြီးလမ်းမတွေပေါ်မှာတင်ပြည်ထောင်စီရင်တပ်ဖြတ်မှုတွေပြုလုပ်နေပါရဲ့ရှင်။ဆလိုဗက်ကီးယားနိုင်ငံအရှေ့ပိုင်းမှာအော်တိုဘာလ7-3ရက်နေ့တလင်းလာနေ့ကယထာနှစင်တိုက်မိရာကနေယထာဆက်ကောင်းတွေနဲ့ခီးတွေတွေတွေလမ်းကျော်တော့ပြီးတော့အနည်းဆုံးလူ20ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့အရေးပေါ်ဝန်ဆောင်မှု အဖွဲ့တွေနဲ့ဒေတာရဲမီဒီယာတွေမှအစီရင်ခံကြပါတယ်။ ဆလိုဘက်ကီးယားရဲ့ကေဆေးရဲဌာနကတော့ရဟတ်ရဲ20နဲ့လူနာတင်ရင်အမြောက်အများဆယ်လို့ခဲ့တယ်လို့ဆိုပါရယ်အနည်းဆုံးလူ20လောက်တရားရရှိခဲ့ပြီးအနည်းအနာရှိစေုံတွေမှာတရားရရှိသူတွေကိုအရေးပေါ်ကူတာဖို့အဆင်သင့်ဖြစ်နေကြောင်းအတန်လွင့်ဌာန TA3 ကအစီရင်ခံပါရယ်အသေးပြောက်သတင်းတွေတော့ချက်ချင်းမရရှိသေးပါဘူးတခြားပုံမှာခီးတဲ့60လောက်ပါတော်တယ်လို့ရေးကပြောပါရယ် ဆလိုဘက်ဒေတာရဲ့အဓိကမြို့ကိုရှိဆက်ရဲ့အနောက်ဘက်55ကီလိုမီတာလောက်အကောယာဘလူနာယာဘလူနိုနာတူးနိုကျေးရွာအနီးရှိဥမင်လိုင်းကောက်တခုရဲ့ရှေ့မှာယထားတိုက်မှုဖြစ်ခဲ့ကြောင်းရဲတပ်ဖွဲ့ကပြောကြားခဲ့ပါတယ်ယထာနစင်ဟာယထာလန်ချောင်းနှစ်ချောင်းဖြတ်တော်ပြီးလန်ချောင်းတစ်ခုတည်းဖြတ်တော်တဲ့စုံမဲနေရာမှာတိုက်မိခဲ့တာဖြစ်ကြောင်းဆလိုဘက်အမေယထာဌာနကပြောကြားခဲ့ပြီးတော့အကြောင်းရင်းကိုစုံစဲနေတယ်လို့သိရပါရဲ့ရှင်။ ဆက်လက်ပြီးအာကစားသတင်းကိုတင်ဆက်ပေးပါမယ်။အစနေကစပိန်နောက်ခံလူမော့စကီယာကိုနိုင်ငံကိုစားပြုပြောင်းလဲဖို့ကိုလံဘီယာအသင်းအားကံလန်ထားပါတယ်။အသက်20နှစ်ရှိဗဟိုနောက်ခံလူဟာစပိန်မှာမွေးခဲ့ပေမဲ့မိဖတွေကကိုလံဘီယာလူမျိုးတွေဖြစ်တာကြောင့်ကိုလံဘီယာအသင်းမှာလည်းကစားခွင့်ရှိနေရပါဗျ။ မော့စကေယာဟာစပိန်သက်တမ်းအလိုက်လူငယ်အသင်းတွေဖြစ်တဲ့ United, U21 နဲ့ U23 အသင်းအတိကစားခဲ့ပေမဲ့လရွေးစက်အသင်းကြီးတွေမှာတော့လက်ရှိအချိန်ထိပါဝင်ခြင်းမရှိသေးတာပါ။ဒီအချိန်တွေကိုကိုလံဘီယာအသင်းကစောင့်ကြည့်ပြီးတော့မော့စကေယာကိုကိုလံဘီယာအတွက်ကစားပေးဖို့ကံလန်းခဲ့တာပါ။ကိုလံဘီယာဟာကမ္ဘာဖလားခြေစစ်ပွဲအောင်မြင်ထားတဲ့အသင်းဖြစ်ပြီးမော့စကေယာဘက်ကနိုင်ငံကိုစားပြုပြောင်းလဲဖို့ချိန်ဆနေစေဖြစ်တယ်လို့လည်းသိရပါရဲ့ရှင်။ ဒီပူပီရုံးမြတ်တန်ကြားရဲ့ညနေ၄နာရီသတင်းတွေကိုတိုက်ရိုက်ရှုစားခေကြရတာပါ။ညာရှင်နိုင်မှာလည်းထပ်မံရရှိတဲ့သတင်းတွေကိုဖြည့်ဆွတ်ပြီးတင်ဆက်ပေးဦးမှာပါ။ကျွန်မကေခိုင်ပါ။ကျေးဇူးတင်ပါတယ်ရှင်။